โอเคยาดิเราขอราเอราเด็ดนะ landscape ဖြစ်လိုက် portrait ဖြစ်နိုင်မယ်โอเคမာရီတက်တော့ဒါတွေတက်လာဒီခုရသွားပြီဗောနော်ဒီဟာအခုပြောမှာကြောင့်ပါလဲဆိုလို့ရှင်ဒီ CD ဆိုရဲកောင်းလေး အဲ့တော့ CT အဲ့သူရဲ့အရှေ့ကဘာလဲဆိုရှင် CHAND CHANDE CTO ဟာ diary diary ကိုပြောင်းပြီးမှာပေါ့ဒီနေရာနေဟိုနေရာဟိုနေရာဒီနေရာပေါ့ကျွန်တော် G ဘိုင်းမှာဆိုရင်တော့ရှင်းနေဗျာ mouse click click ထောက်ပြီးဟိုနေရာသွားကြည့်နေဒီနေရာသွားကြည့်နေဆိုပြီးဟို click click နှိပ်သွားလို့ရတယ်နောက်ခုကျွန်တော်သုံးပါပါလဲ command line interface လို့ခေါ်တဲ့ CLI ကိုသုံးပါအဲ CLI ကြတော့အဲ့လိုနှိပ်လို့မရအောင်ကျွန်တော် command line နဲ့ရိုက်ပြီးတော့ changes လုပ်ပါမယ်ပြောင်းလို့ရမယ်ဟမ်နော်အဲ့တော့ရှင်းမှာတော့ကျွန်တော်တကယ် command line ရှိရပါလဲ pwd ဒါကိုလက်ရှိ ရောက်နေတယ်။အဲ့လိုမျိုးပဲခုကျွန်တော်ကိုသွားခြင်းနေနေရရှိတယ်။အခုအရင်ဆုံး LS ခေါ်ကြည့်လိုက်မယ်။ကျွန်တော်ဘယ်နေရာကိုသွားရင်ကောင်းလဲ။ဟုတ်ပြီဒီ GNL3 ဆိုတဲ့ကောင်းမျိုးကျွန်တော်သွားခြင်းပါရတယ်ဒီမှာ mouse တက် click နှိပ်လို့ရတာ mouse တက်လည်းဘာမှမထူမီးရနေဘူးเนาะအဲကျွန်တော်ဘာလုပ်ရမလဲ cd directory changes ဆိုဘယ်ထဲလို့သွားချင်တာလဲ gn3 ဆိုတဲ့ထဲကိုကျွန်တော်သွားချင်တာမီးရမှာเนาะ အခုကျွန်တော် GN3 တွေကိုရောက်သွားဒီမှာလည်းမြင်ရတယ်ကျွန်တော် home directory အောက်က GN3 တွေကိုရောက်သွားဆိုပြီးလာပြောပြပေးတယ်အဲ့ဟုတ်ပြီခုလက်ရှိရှိတဲ့နေရာဒီ GN3 အဲ့လိုမဟုတ်ဘူးကျွန်တော်ကခုနကဒီမှာဒီ gesture ဆိုတဲ့ထဲကျွန်တော်သွားချင်ရဆိုတာ gesture အဲ့တော့ဘယ်လိုလဲအဲ့မှာနောက်တစ်ခုရှိရလေးမှတ်ထားရမယ်အရင်ဆုံး cd dot dot ဆိုတာရှိတယ်အဲ့ dot dot ကဘာလုပ်တာဆိုရင် backward နဲ့ပြန်ထွက်တာ ညာပါနော်ခုလက်ရှိရှိနေ GNR3 ဆိုတော့အဲ GNR3 ရဲ့အပေါ် parent directory ကိုပြင်ရအောင်ပါမှာအခုလက်ရှိရှိနေ GNR3 သူ့ရဲ့အပေါ် parent ဘာလဲဒီ large size နဲ့ကောင်အဲ large size နဲ့ linux မှာဘာလို့ပြောလဲဆို home directory ကိုပြောတာအဲ CD တော်ပြင်နေလိုက်မယ်ဘယ်လိုရောက်သွားလဲဒီ large size နဲ့ပဲကျန်တော့ GNR3 မရှိဘာလို့လဲတော်တော်ဒီအပေါ်ပြင်တက်တာ parent directory ကိုပြင်တက်ပေးမယ်ကောင်ရမယ်နော်အဲကျွန်တော် CD gesture ဆိုပြီးတော့တွားလို့ရတယ် ဟုတ်ပြီကိုက just step ရောက်နေတယ်အဲ့လို CG daughter တခါပြီးတော့ကိုသွားနေတဲ့ဟာမသွားဘူးခုမှ just step ဘာလို့လဲဆိုတော့ကျွန်တော် GN2 ကိုပြန်သွားခြင်းတယ်ပြန်သွားခြင်းပါလို့မယ်တခါထွက်အောင်တစ်ခုသွားအောင်ဒါကြောင့်အဲ့လိုလုံးဆရာမလို့ဘာလို့လို့ရလဲဆိုတော့ကြည့်ကြည့်လိုက် chain directory လုံးမယ်အပေါ်ပရန့်ဒါရိုက်တရီကိုထွက်လိုက်မယ်ဘယ်လိုလဲဟုံးဒါရိုက်တရီဟုံးဒါရိုက်တရီရောက်ပြီဆိုရင် GN3 ကိုပြန်သွားမယ်လို့ပြောလိုက်ရင်အဲ့ခုဘယ်လိုရောက်ပါလဲ ကျန်တဲ့သူတွေရောက်ပါတယ်။အဲ့လိုမျိုးသွားတဲ့ဟာကိုကျွန်တော်တို့ကဘယ်လိုခေါ်လဲဆိုလို့ရှိရင် relative path လို့ခေါ်တယ်။ဘာလဲဆိုရင် relative relative ဆိုတာပတ်သက်ဆက်နွယ်နဲ့ကိုယ်လက်ရှိရောက်နေတာနေပြီးတော့ဆက်ဆက်ပြီးသွားတဲ့ဟာမျိုးလို့ relative path လို့ခေါ်တာ။ဒါပေမဲ့နောက်တစ်ခုရှိသေးတယ်။ဘာလဲဆိုတော့ absolute path ဆိုတာရှိတယ်။ absolute path ဆိုတာကတော့ဒီပတ်လမ်းကြောင်းဟိုးအစအနေစပြီးတော့ကိုယ်ခုလက်ရှိသွားနေတဲ့နေရာရှိအစအဆုံးကြီးတဲ့ဟာကိုကျွန်တော်ဘယ်လိုခေါ်လဲ absolute ပဲဒါမှမဟုတ်ကိုခုလက်ရှိရောက်နေတဲ့နေရာတွေပြီးတော့သူ့အားတွေဆက်ဆက်ပြီးတော့တွားတဲ့ဟာကိုကြောက်လို့ခေါ်ရဆိုရင် relative ပဲရမယ်နော်အဲဟုတ်ပြီကျွန်တော်က absolute ပဲရေးမယ်ဆိုရင်ဒီမှာရေးရမယ့်ပုံစံဒါမျိုးဖြစ်မယ်ထင်တယ်အရှိကြီးပေါ့နော်တကယ်တမ်းကျွန်တော်ဒီ linux operating system တွေမှာသုံးနေဆိုတော့ရှင်းတယ်ဆက်လက် root out က home directory out က username အောက်ကဆိုဘယ်ရောက်ကအဲ့လိုဆက်သွားလို့ရတယ်ဒီမှာတော့ target ဆိုတော့သူ file system ကအဲ့လိုဖြစ်တယ်အဲ့တော့ကျွန်တော်တစ်ချက်ဆန်းကြည့်အောင်ဒီမှာရတာလို့ကျွန်တော် absolute pack ကတိတ်မသုံးပြဘူးဒီမှာအဲ cd data ရမယ်ဒီနေ့အဲ့တော့ရမရသိကြပါတော့မယ်တက်ခုံလို့မရလည်းဖြစ်နိုင်တယ်နော် permission တွေရအဲ့ကျွန်တော်ဒါကို copy ကူးလိုက်မယ်ပြီးတော့ဒီမှာငါပြော paste လိုက်မယ် okay အဲ absolute ပတ်ရေးလိုက်တော့เนาะအဲ့တော့ home out က channel 3ကိုတော့မသွားဘူး home out က gu sd ရတက်ခုံရအဆိုဒါဝင်လို့လာတယ်ဒါပေမဲ့ပြုတ်ထည့်ထည့်ရတယ်ဆက်ကြည့်ရအဲ့ထင်နေရမှမများဘူးเนาะ s t s t s t s အဲရတယ်ဒါပေမဲ့ tab ခုံလို့မရဘူးเนาะဘာလို့ဆိုတော့ဒီကျွန်တော်ဟာလည်း root fault ထားတဲ့ device မဟုတ်ဘူးဆိုတော့အဲ့လိုအကြောင်းအကျိုးတွေတောင်ဖြစ်နေတယ်ပေါ့နော်ဒါပေမဲ့ absolute pad တောင်းရတယ်ဟိုးအစအနေစပြောကျွန်တော်တွားချင်တဲ့နေရာကြီးဘာလို့လဲလဲပတ်လန်းချောင်း absolute pad ကြီးကျွန်တော်ရေးလိုက်ရတယ်အဲ့ဒါဆိုဒီမှာဆိုပါလဲ data out က con out con dot damage out က file out က home နဲ့ gesture ကိုကျွန်တော်တို့တွားလိုက်တာဒီလိုမျိုးပတ်လန်းချောင်းအစအဆုံးရရသည် absolute pad ခုကျွန်တော်ကိုလက်ရှိရောက်နေရသည် just step ဗျာအဲ့အနေပြီးတော့ track တယ် DNA သူတို့ပြန်သွားရဲဆိုတာမျိုးကကြတော့ relative path ရမယ်နော်ပြီးတော့ဒီနေရာမှာကျွန်တော်ပြောစရာရှိနေတယ် ct dot dot ဆိုလို့ရှိရင်သူကဘာလုပ်ပေးရလဲ dot dot သည်ကိုလက်ရှိရောက်နေနေရဲ့အပေါ် parent directory ကိုသွားပေးရရမယ်နော်နောက်ကဘာရှိသလဲ ct dash dash ကကြတော့ဒီ directory ကိုမလာခင် အရင်ရှိ လာခဲ့တဲ့ diary ပြောရမလို့ previous diary ကိုသွားပေးတာ daughter က parent diary dash က previous diary မတူเนาะအဲ့တော့ကျွန်တော်ဒီဒီနေရာမှာ dash ကိုသုံးမယ်ဆိုလို့ရှိရင်ဘယ်ရောက်သွားမလဲသူခုနကလာခဲ့တဲ့ justice ဆိုတဲ့ထဲကိုရောက်ပါမယ်ရမယ်เนาะကျွန်တော်ဒီ dash ကိုသုံးခဲ့မယ်ဆိုရင် justice ဆိုတဲ့ထဲကိုရောက်မယ်အကယ်လို့ကျွန်တော်က daughter သုံးခဲ့မယ်ဆိုလို့ရှိရင်เนาะသူရအပေါ် parent diary ကို home diary ကို ရောက်သွားလိုက်မယ်အခုကျွန်တော် dash ကိုသုံးပြမယ်ဘာလို့တက်တက်ချက်ကျွန်တော်သိနေဘူးအဲ့တော့ခုပဲရောက်ပါမယ် previous ဖြစ်တဲ့ just step ကိုရောက်ပါမယ်ဟုတ်လားမဟုတ်လားဒီမှာလည်းကျွန်တော်မြင်နေရတယ်ပေါ့နော် pw နဲ့ထောက်ကြည့်မယ်ဆိုလည်း just step ကိုရောက်သွားတာတွေ့ရလိမ့်မယ်ရမယ်နော်နောက်တစ်ခုက cd လို့ရင်းရင်လည်း home directory ရောက်သလို cd လာချမ်းလေးရေးလိုက်လို့ရှိရင်လည်း home directory ရောက်တယ်ဒီလာချမ်းလေးတွေဘာကိုကိုးစားပြုလဲ home directory ကိုကိုးစားပြုထားတာ ရမယ်နော် p2 နဲ့ခေါ်ရင်တွေ့ရတယ်နော်အဲ့တော့ကျွန်တော်တို့ကဒီ absolute path sensor ပေါ့နော် home directory အောက်မှာရှိရဲ့ဘယ်ကိုသွားချင်ပါလဲဆိုတာမျိုးကျွန်တော်တို့လုပ်လို့ရတယ် home directory အောက်က just type လို့ home directory အောက်က channel 3ကိုအဲ့လိုမျိုးကျွန်တော်သွားမယ်ဆိုရင်လည်းသွားလို့ရတယ်ဒါပေမဲ့ CD only ရရင်လည်း home directory ရောက်တယ် CD large channel ရရင်လည်း home directory ရောက်တယ်ဒါပေမဲ့ large channel ကဘယ်နေရာမှာသုံးလဲဆိုရင် home directory က home directory အောက်ကဘယ်လိုသွားချင်ပါလဲဆိုတာမျိုးရေးလို့ရှိရင်အသုံးဝင်တယ် အဲ့တော့ဒါ CD နဲ့ပတ်သက်ပြီးတော့ဒါတော်တော်များများကျွန်တော်နေ့စဉ်သုံးတဲ့ဟာတွေပေါ့နော်မှတ်ထားမှာ CD ဒေါ်တော်ရှိရယ် CD dash ရှိရယ် CD လာချမ်းလေးရှိရယ်အဲ့သုံးခုဘယ်လိုကွဲလဲကျွန်တော်တို့သိချင်ပို့ကောင်းတယ်အဲ့တော့ခဏခဏလေးရေးကြည့်ပေါ့နော်ကိုဟိုဒါရီသွားလိုက်ဒီဒါရီထွက်လိုက် command line မှာဆန်းပြီးတော့သုံးကြည့်ကိုသဘောနားလေသဘောပေါက်ထားတဲ့ဟာကိုလက်တွေ့ apply သွားပြီးတော့ရိုက်ကြည့်မှန်လားငါဒီလိုသွားခြင်းနဲ့အဲ့တော့ငါဒီ command ရရင်သွားလို့ရတာဆိုရင်ဆန်းကြည့်ရမလား